မင်္ဂလာပါဒါလေးက Redmi Note 73 Pro Plus ဖြစ်ပါတယ်ကင်မရာမရလို့ပြင်တဲ့ဖုန်းလေးဖြစ်ပါတယ်ဒါဆိုရင်ရှေ့ရောနောက်ပေါ့အခုချိန်မှာအဆင်ပြေသွားဖြစ်ပါတယ်သူက CPU အောက်မှာ၅ပင်ပြတ်နေလို့ကျွန်တော်တို့ဂျမ်ဘာပြန်ခွေပြီးတော့ပြင်ရတဲ့ဖုန်းလေးဖြစ်ပါတယ်အော်ဒါမျိုးဖုန်းတွေကိုပြင်ကျင်နေဆိုရင်ကျွန်တော်ရှင်မှာပြင်ပေးပါတယ်ကိုယ်တိုင်ပြင်ကျင်တဲ့ကိုယ်တိုင်ပြင်တတ်ခြင်းနဲ့ညီငယ်တွေရတော့ KDG Hardware Special Class ကျွန်တော်ဖွင့်ထားပါတယ်အဲ့တော့တင်နှန်းမှာလာရောက်ပြီး join လုပ်ရပါတယ်အခုလာမယ့်6လပိုင်းအကျော်မှာအပတ်စဉ်9ဆပါမယ်နော်အဲ့တော့ Hardware Special Class ဖြစ်တဲ့အတွက်ကြောင့် Hardware ကိုအဓိကဦးစားပေးပြီးသင်ပါတယ် Haskell Theory ဒီနှစ်ခုအဓိကဦးစားပေးပြီးသင်ပါတယ်နော်အဲ့တော့ all over ပြင်ထားတဲ့ဗီဒီယိုလေးတွေကိုနောက်မှာတင်ပေးထားပါမယ်အားလုံးကျေးဇူးပါ ခုဖုန်းလေးကဒါ Redmi Note 73 Pro Pro လား Pro Plus လားကျွန်တော်တစ်ချက်ကြည့်ကြည့်မယ်။မိုင်းတစ်ပိုက်တည်းသွားမယ်။ Pro Plus เนาะ Redmi Note 73 Pro Plus ဒီဖုန်းလေးရဲ့ error ကဒီကင်မရာမရတာ။ကင်မရာမရလို့ကျွန်တော်ကိုလာပြတာပေါ့နော်။ Post selfie လည်းမရအောင် main လည်းမရအောင်။အဲတော့လာအပ်တဲ့ညီလေးပြောပုံရကပထမကတော့ကင်မရာက main ရတယ် selfie ကမရအောင်။ အခုက main မှာမရတော့ဘူးသူ error ကနည်းနည်းလေးကျလာပြီဆိုရင်အဲဒါမျိုးပြပြီးတော့ထွက်သွားတယ်နော်ပြန်ထွက်သွားတယ် okay ဒါကိုကျွန်တော်ပြင်ပါမယ်ဒါအခုကျွန်တော် CPU ကိုဖြုတ်ချလိုက်ပါပြီနော်အဲ့တော့ဖြုတ်ချလိုက်တဲ့နေရာမှာဘာတွေ့ရလဲဆိုတာကိုကျွန်တော်တစ်ချက်ပြမယ်ကျွန်တော် microscope အောက်ကနေကျွန်တော်တို့ထင်ရှားရှားကြည့်မယ်ဆိုရင်ဒီနေရာမှာ တပင်နှစ်ပင်သုံးပင်လေးပင်ဒီလေးပင်ဟာပြုတ်နေတာတွေ့ရတယ်เนาะပြုတ်နေတာတွေ့ရတယ်မာသာဘုတ်ကိုကျွန်တော်စစ်ဆေးကြည့်တဲ့အချိန်မှာမာသာဘုတ်ကလည်းဓာမိတ်ဖြစ်ထားတာပါဓာမိတ်ဖြစ်ထားတယ်ဆိုတာကပြုတ်ကြတာလိုပဲဖြစ်ဖြစ်အကြောင်းမျိုးမျိုးကြောင့်ဒီနေရာတွေမှာနာရတယ်ဟိုဘက်အောက်ဘက်တွေမှာဆိုလဲတန်ဖုံးတွေကချိုင်နေတာညာထားတာတွေ့ရတယ်เนาะဒါကြောင့်ဒီပင်ကလေးတွေကအဆက်ဆက်မရှိတော့ဘဲနဲ့ ပြုတ်သွားတဲ့သဘောရှိတယ်။ဒါကြောင့်ကင်မရာအလုံးမလောက်တာဖြစ်နိုင်ပါတယ်နော်။အဲ့တော့ကျွန်တော်တို့ကကျွန်တော်ပင်နေဆက်မယ်။ပင် CPU reboot တေချာပြန်ထိုင်မယ်။ကျွန်တော်တို့ဆက်လုပ်ပါမယ်။ကျွန်တော်တေချာတန်ရှင်းလုပ်ပြီးွားတဲ့ချိန်မှာတပင်၊၂ပင်၊၃ပင်ဒီဘက်မှာတပင်၄ပင်၄ပင်လောက်ကျွတ်နေတာတွေ့ရတယ်နော်။ကြံတဲ့ point တွေကတော့ NC သို့မဟုတ် ground ပင်တွေဖြစ်ပါတယ်။နော်။အဲ့တော့ကျွန်တော်ဒီ၄ပင်ကိုကျွန်တော်ဆက်ပေးမှရမယ်နော်။ โอเคအားလုံးပဲဆက်ကြည့်ကြမယ်ဒါဆိုကျွန်တော်တို့ပြတ်နေတဲ့ပင်လေးတွေကိုကျွန်တော်ဆက်ပေးထားတာပြီးသွားပြီเนาะအိုင်စီလဲခဲပေါ်ပြီဆိုတော့ကျွန်တော်ပြန်ကတ်ပြီးတော့ကျွန်တော်တို့ဆမ်းမယ်အခုဆိုကျွန်တော် CPU ကတ်ထားတယ်မဟုတ်လားကတ်ထားတဲ့အနေထားလေးပါဒါလောလောဆယ်ကျွန်တော် power no မလို့အရင်စမ်းကြည့်တာပေါ့နော် ချာဂျန်ပီယာလည်း2.0တောင်လေးဆွဲပါတယ်ဒါဆိုကျွန်တော်ကင်မရာကြီးတွေတက်ပြီးတော့စမ်းကြည့်ပါမယ်ဒါခုကျွန်တော်ကင်မရာဆစမ်းကြည့်ပါမယ်ဒါဆိုရှစ်ကင်မရာအစင်ပြေသွားပြီ0.6အစင်ပြေတယ်ဒါဆက်ပြီးလှည့်ကြည့်အောင်ဆက်ပြီးလည်းအစင်ပြေပါရဲ့နော်โอเคဒါဆိုပြီးသွားပါပြီ ားလုံးပဲကျေးဇူးတင်ပါတယ်